ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်မန္တလေးတောင်ငင်းကြံခရိုင်တဲကစစ်ကောင်စီတပ်ရဲ့အထိုင်းစခန်း900တက်မနေကိုမနေ့ကမေလ15ရက်မနက်ပိုင်းမှာတော်လှန်ရေးပူးပေါင်းတပ်တွေကတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ငင်းကြံမြို့နယ်မှာစီမီခုံကြောက်ပြုတ်နထိုးကြီးမြို့နယ်မှာ ဝလူတရုတ်မြန်မာတန်းဝေးပိုက်လိုင်းအဆောင်ဂိတ်စခန်းနဲ့နထိုးကြီးမြို့ပေါ်တောင်သားမြို့နယ်မှာထဏောင်းကုန်းဒီနေရာတွေကစစ်ကောင်စီအထိုင်းစခန်းတွေကိုတိုက်ခိုက်နေတာလို့ဒေသခြေစိုက်တော်လှန်ရေးသတင်းရှင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ပြီးခုခံခဲ့တယ်လို့သိရတာပါကြောက်ပြုတ်တိုက်ပွဲတစ်ခုပဲလေကြောင်းလွတ်မယ်ထင်တယ်ဝလူရောတရုတ် gas pipeline ဘက်မှာရောလေကြောင်းအတော်လေးကျဲတယ်လို့သတင်းရှင်းမြစ်ကပြောပြတာပါမြင်းချံမြို့နယ်စီမီကုံမြို့ကစစ်ကောင်စီအထိုင်းစခန်းကို မနေ့ကမနေ့အစောပိုင်း9နာရီလောက်မှဝင်တိုက်ချိန်စစ်တပ်ကလေရင်နဲ့ဘုံလာကျဲခဲ့ပါတယ်။ဒါကြောင့်ဘုံဆန်ထိမှန်တဲ့ PDF 9ဦးနဲ့တနက်ကြီးထိမှန်တဲ့ရဲဘော်တအူအပအဝင်စစ်စုပေါင်းရဲဘော်6ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေမှာစစ်တပ်ဘက်ကလည်းထိခိုက်သေးဆုံးမှုတွေရှိကြောင်းနထိုးကြီးမြို့နယ်ကတရုတ်မြန်မာဒဏ်ငွေပိုက်လိုင်းအစောက်ခိတ်စခန်းတိုက်ခိုက်မှုမှာလည်းလက်နက်ခဲယံတချို့ရထားကြောင်းကနအူးတရင်ရရှိပါတယ်။ ဒီတိုက်ပွဲတွေရဲ့အသေးစိတ်အချက်အလက်နဲ့နောက်ဆက်တွဲသတင်းတွေကိုတော့သက်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်လိမ့်မယ်လို့ဒေသခံစစ်ရေးသတင်းရှင်းပြတဲ့ဦးကပြောပါရယ်မနေ့ညပိုင်းအထိတိုက်ပွဲဆက်ဖြစ်နေပြီးစစ်ဆိုင်ထားတဲ့နေရာတွေလည်းရှိတယ်လို့သိရပါရရှင်ငလင်ဘေးသင်းဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါဘုံပန်းရေတွင်းရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါရယ်